တိမ့်စိန်လွှဲပေးတယ်တဲ့သူ့ယောက်ျားသူ့ပြန်လာဖို့အတွက်သူကတမျိုးရိုက်လို့ရှိရင်တရားရိုက်တာဒီကဘာလို့မတည်တာလဲမတည်ဘူးအရင်ဖွင့်ပြလူကလည်းမရှိဘူးဆိုတဲ့ခါကျဒါအခုမှ तू ပေါက်ထွက်တာဟုတ်ကဲ့အခုဒီเจ้าတွေဆိုတာမတော့အခုမှတည်ရတယ်ငါလိမ်မာနေမှာပြီးတဲ့ငါအရင်ဆုံးဟုတ်တော့ပါဘူးတဲ့ပြန်လာပါတော့တဲ့အဲ့တော့တောင်းပန်ပြီးတော့ခေါ်တယ်မမတွေရှင်လာလဲတောင်းပန်ပြီးတော့ဒီမှာကိုခေါ်ဖို့ तू ကပြောဟိုင်းနေ အမတွေကသွားလိုက်ပါပါညာလို့ပြောလို့သွားသွားမလို့ပါကျမလည်းအိမ်ပြန်ရအိမ်ပြန်ရတော့မှသူတို့ဖေကခေါ်လို့လေသူဖေကသူနဲ့ပပပဲကြောက်နေရနေနဲ့ပပရတော့အဆင်ပြေတော့ကလေးကိုလည်းရှေ့ဆက်ဖို့အဆင်ပြေပြီတဲ့ပြန်လာပါတော့တဲ့ဒါလေးလည်းရှိသေးတယ်တဲ့ပြောသမီးလေးနဲ့မခွဲရတဲ့အတွက်အရန်စိတ်ရန်ဝမ်းသာပါတယ်လို့အဲ့ဒါပြောချင်နေတာ။နော်တတိယမိသွား။ အဲ့ဒါသူကအမရဲ့ကလေးနေအတွက်ဆိုပြီးတော့သူသမီးရဲ့ကုသိုလ်အနေနဲ့၅သိန်းပြန်ညှို့ထားပြီးတယ်။ရန်ကျေးဇူးတင်ပါတယ်။ရန်လည်းချစ်စရာကောင်းတယ်လို့။အိမ်ပြန်ရအိမ်ပြန်ရတော့မှသူတို့ဖေကခေါ်လို့လေသူဖေက နည်းနည်းပါပါတော့ကြောက်ရွံ့နေနေပါပါရရတော့အဆင်ပြေတော့ကလေးကိုလည်းဆေးဆက်ဖို့အဆင်ပြေပြီတဲ့ပြန်လာပါတော့တဲ့ဒါလေးလည်းရှိသေးတယ်တဲ့အဲ့လိုပြောဒါလေးကနေမကဘူးချောင်းဆိုးရသူ့မှာတားချီလို့ဆိုတယ်ဒါပြငယ်အကြည့်လားငယ်လားငယ်ငယ်ငယ်တော့ငယ်တယ်ဒါလေးကလည်းအမေချာနေတယ်သူ့ဘောအမေပဲတင်နေတာတဲ့အမေလည်းဒါလေးကိုလည်းလွှမ်းနေပြီ အကြောင်းပြန်တော့သူ့ဖခင်တောင်းပန်ပြီးတော့ခေါ်နေလို့သူ့ဖခင်ပြန်ခေါ်နေရတဲ့ငါလိမ္မာနေမှာပြီးတဲ့ငါအရင်ဆုံးမဟုတ်တော့ပါဘူးတဲ့ပြန်လာပါတော့တဲ့အဲ့လိုတောင်းပန်ပြီးတော့ခေါ်တဲ့အမတွေရှိမှလည်းတောင်းပန်ပြီးတော့ဓမ္မကိုခေါ်ဖို့သူကပြောခိုင်းနေအမတွေကတွားလိုက်ပါပါညာလို့ပြောလို့တွားတွားမလို့ပါဓမ္မလည်းဘာကလေးရဲ့အငယ်ရှိသေးတယ်ဆိုတော့သူလည်းကလေးငယ်ကကြတော့ တိတိနေပြီလေခလေးကအမေကိုရှာနေပြီဆိုတဲ့ခါကျသူလည်းတန်ဟွာဖြစ်မှာပေါ့လွမ်းမှာမဟုတ်သူ့သမီးသူ့ခလေးကိုတားလေးဆိုတော့အမကတော့ဝမ်းသာပါတယ်ဘာဖြစ်ဖြစ်ခလေးတွေကအဖေရောအမေရောနဲ့မိစ္ဆာဖာဆောင်နဲ့ရှိရတော့ဝမ်းသာတာသူ့မျိုးသားလည်းတကယ်သူ့မိမဟိုနားလေသွားတယ်ဆိုတော့လေအမကပို့ပြီးတော့ဝမ်းသာတာပေါ့ခလေးတွေအတွက်ပေါ့သူကလည်းအမေကောင်းမှာဒီကလေးလေးကိုဆိုအနော်နာရမ်းခံတာဘာလို့လဲလာနေခလေးကလည်းအေးနေတယ်လားညင်ကောင်းတယ်သူကသူလာဒီလိုမျိုးလေးဖြစ်နေမယ်ခလေးရှိမှန်းတော့မသိရဘူး ဟိုဒုက္ခလည်းမပင်းဘူးအဲ့လိုမျိုးကျမကြီးချူချားတာပါအဲ့လိုမျိုးလည်းမရှိဘူးအဲ့ပြီးတော့ဒါသူကကလေးပေါ်မှာတာဝန်ကြီးတဲ့မိပါပေါ့နော်မိခင်ပေါ့ဒါပါလေဒီမှာလည်းကလေးရ၃နှစ်အရွယ်ကလေးလေးတယောက်ကျန်နေဆိုတော့ဟိုခံစားရမှာပဲလေသူလည်းသူ့တာအောင်လွမ်းမှာပေါ့ဒါပါဖြစ်အမဝမ်းတာတယ်သူတို့မိသားစုလေးပြောရွှေရွှေလင်းနဲ့ပြန်ပေါင်းထုတ်ရတယ်ဆိုတော့ဝန်တာမတူတော့ပြောထားတယ်နောက်ခါတော့ယောက်ျားနဲ့အိမ်တော်ကြီးဆိုတော့ရန်ဖြစ်မှာပဲလीเนาะဆိုတော့နေနဲ့မြာရှာနဲ့သွားဆိုတော့နောက်ခါရန်ဖြစ်တိုင်းဆင်းမလာနဲ့ ခြေဆင်းလာတာကိစ္စမရှိဘူးအော်ခြေဦးတည်းရရှောက်မသွားနဲ့ပေါ့နော်ရှောက်ရှောက်ရှောက်သွားရင်ကလေးတွေဒုက္ခရောက်မယ်သူလည်းအရွယ်လေးကငငယ်လေးဆိုတော့သူလည်းဒုက္ခရောက်မယ်ပေါ့တခုခုစိတ်ညစ်စရာရှိတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အမကကို့အမေလိုတဲ့သဘောထားကို့မလိုသဘောထားလှမ်းတိုင်ပဲလမ်းပြောအမကတော့သူ့ကိုအားပေးထားတာပေါ့ဒီမှာလည်းအမေကသူ့ကိုလည်းအချိန်ပေးနိုင်နေပြီးတော့ဟိုကနှုတ်မုံနေနှုတ်မုံနေလည်းဟိုကခုမှလည်းမကောက်ဘူးအကောင်းစားတွေလည်းတိုက်ရတယ် လို့ရှိရင်သူလည်းမုံနေတဲ့အဆုံကိုကြွေးချင်တာလည်းကြွေးလို့ရတယ်အဲ့ဆိုသူကအဆင်ပြေတယ်သူကလေးကလည်းပျော်တယ်လေဂျင်နတ်တယ်လေဒီမားလည်းဂျင်နတ်တယ်ကလေးကလည်းဂျင်နတ်တယ်သူအဲ့ဆိုသူကဒီရောက်လာတော့သူကရှင်လန်းနေရပဲကလေးကကျမကြီးကတော့ဒီတိုင်းတိုင်းနေနေပါပါပဲကြည်ယုံပါပဲဆရာဝန်တွေကတော့အများကြီးတော့ကြည်ခိုင်းတာတော့မရှိပါဘူးသူသူယောဂာဒီလိုမျိုးဝန်တိုင်းကောင်းသွားမဲ့အချိန်တွေကတော့မရှိဘူးဖြည်းဖြည်းချင်းပဲဒီတိုင်းပူယူရမယ်နေ့နေ့ပေါင်းကြာရှိမယ်လို့အဲ့လိုပြောတယ်ဆရာဝန် အားကြောင့်ဖြည်းဖြည်းချင်းပဲဒါပေမဲ့တိုက်ဆေးတိုက်ရုံပါပဲအဓိကတော့အသက်အန္တရာယ်မဆိုရင်ကနေကောင်းချက်မှိုင်ပြီးတာပဲဆိုရယ်စိတ်နဲ့ပဲသူ့ကိုဖြေခိုင်းတာပါဗောနော်ကျန်တော့တော့ဒီလိုယောဂခလေးတွေကအကုန်လုံးလည်းသိကြမှာပါဒီလိုပုံစံလေးပဲသွားမှာပဲဟိုအသက်ကြီးလာရင်လည်းကြီးလာတဲ့အလျောက်ပေါ့အဲဒါပေမဲ့ဒါကိုကျန်မာရေးအရာနေမကောင်းထိုင်မကောင်းမဖြစ်အောင်ကျန်တာကျန်တာတွေမဖြစ်အောင်ပြုစုပေးရမှာပါဒါတော့ပဲပေါ့မော်တာလာမခေါ်နိုင်ဘူးသူကလောက်ပစ်ချင်ရှာနေရတယ် ဒါမင်းရောက်ပြန်ဖို့ကားခါကားခါပတ်စံလွဲပေးတဲ့အကုန်လုံးဝယ်ဝယ်ချင်တာဝယ်အဝတ်စားတွေဝယ်ချင်လဲဝယ်ပေါ့အဲ့လိုစားချင်တာလဲစားအဆင်ပြေအောင်ပြန်လာခဲ့အဲ့လိုပဲပြောဒီမှာဒီမှာလိုက်တယ်စိတ်လဲတိမ့်စိတ်လွဲပေးတယ်တဲ့သူ့ယောက်ျားသူ့ပြန်လာဖို့အတွက်အဲ့တော့အမရဲ့ကလေးလေးအတွက်ဆိုပြီးတော့သူ့သမီးရဲ့ကုသိုလ်အနေနဲ့ငါးသိန်းပြန်လှူထားပြီးတယ်။ဒါတေးကြလားသူ့ရှိရောကလေးလေးတေးကြရောတောင်းထားရလား။တောင်းထားတယ်။ ပေးထားတာပဲလေပေးတာတော့ပေးတော့ပေးတာပဲတောင်းတော့တောင်းတာပဲတိမတိတော့မသိဘူးအော်လေဟဲ့နေရမသွားတော့မသွားရသေးဘူးသမီးရဲ့ဒီလိုပဲပေါ့နော်သူတို့တွေကငယ်လဲငယ်သေးတယ်ဆိုတော့လေဒါပေမဲ့စိတ်လက်မှာမှာတော့နော်နောက်တစ်ခါဖြစ်ရင်ရှောက်မသွားနဲ့ငါစီမလာခဲ့ငါလည်းပေါ့အနာပါလေအမောင်ရန်အာနာတယ်အဲဒါသူတို့ကိုက ဟိုကိုမိသားစုလိုပဲသဘောထားတော့လေသူလည်းသိပါတယ်အမစီမံနေရဘယ်လိုမျိုးနေရလဲဆိုတာပြောနေရပါပျော်နေဝယ်သွားမှာစပိုင်းတစီမလေးစပိုင်းတစီကိုလိုကိုကလည်းကိုလည်းစိတ်ချရတယ်တမီးလေးနဲ့နေဖို့စားဖို့လည်းကိုလုံးစိတ်ချရတယ်ဒီပြုရှင်တော့ပါတယ်ညမွေးတော့စိတ်ချကျောင်းကလုံးကြုံတာပေါ့စိတ်လုံးကြုံတာပေါ့သူနော်သူအဲ့ဒါပြောကြတယ် ဟိုကျန်တာတော့မဟုတ်ပြင်မဲ့အဲ့လိုမျိုးပေါ့ဒီကမှဆိုသူဟိုဒီမှဆိုလဲဝန်ထမ်းတွေရှိရတယ်မနဲ့သူနဲ့တော့တိတ်မတွေ့ပြဘူးသူလည်းမလာပြဘူးဒီဘက်ကအမသူ့ကိုထိုးဝမထားထားတယ်အမတို့သူ့အိမ်လေးမှာအဲသူကသူပဲကိုရင်ကိုရအောင်အောင်ဖြစ်နေသူ့အိမ်ဖြစ်နေဟုတ်ပါဘူးသွားရှင်နေရှိချင်ရှင်နေချင်းထွားအင်းငုံသားတွားလဲကိုကဘိုဒီတိုင်းမသွားလိုက်ဘူးအဓိကတော့စိတ်လုံခြုံမှုဟုတ်ပါ တမီးလေးနဲ့မခွဲရတဲ့အတွက်အရန်စတရန်ဝမ်းတာပါတယ်လို့အဲ့ဒါပြောချင်နေရနော်တတိယမေ့သွားတယ်ဒီတိုင်းကလေးကိုပြစ်ထားပြီးတော့ကိုကငါကိုစိတ်လှုပ်ရှင်ရလှုပ်လိုက်မယ်ဆိုတော့ကလေးလည်းဘာဖြစ်လို့ဖြစ်နေမှမတည်ဘူးကိုကလည်းဘာဖြစ်လို့ဖြစ်နေမှမတည်ဘူးအဲ့လိုဖြစ်သွားမှတော့တေချာတယ်ဒီမှာလာလိုက်တော့ကလေးလည်းမင်းနဲ့မခွဲရတော့ဘူးဝမ်းတားတယ်အဲ့ဒါတော့တမီလေးအတွက်ပေါ့တမီလေးအတွက်ကုလို့ရအောင်လို့ပေါ့တမီလေးအတွက်သူသူက ပဲသူစင်ပြေအောင်ပေါ့သူကအလူငွေထည့်ပေးတာသူသူတမီးလေးတယောက်တတတွေ့ပဲကျွန်내ဒါလေးအတွက်သူ့အဖေအတွက်မိသားစုရေးအတွက်တော့ရွာမှာပဲကိုယ့်ကိုယ်ပဲလူတော့မကိုယ့်ကသူတတယောက်ထည့်အတွက်ပဲလူပေးတာကောင်ကိုပြန်လူဝါသေးတယ်။အဲအဲ့လိုမျိုးပဲလူရှင်ကြီးဖြစ်ပါစေ။အများကြီးလည်းလှူနိုင်တန်းနိုင်ပါစေ။စိတ်ချမ်းသာကိုကျမဖြစ်ပါစေ။တားရသမီးရယ်နော်။ဟုတ်ကဲ့။လိမ့်လိမ့်မမနေပါတော့။ခဏခဏပြောရတယ် မှာပါတော့နော်လို့နောက်ပါဘာဆိုးနေတော့နော်လို့ပြောလိုက်တယ်ငါဆိုးနေလို့ရှိရင်သားသမီးရောအမိများစုကအဆင်မပြေနိုင်ဘူးလို့ရှင်းသပြီးတော့အဆင်မပြေနိုင်ဘူးမင်းလိမ်မှာမှမိသားစုလို့ပြောပြောရှင်းရှင်းနေရမှာအဲ့လိုပြောတယ်မိသားစုပြောပြောရှင်းရှင်းနေရှင်းတော့ဘောအဲ့လိုမျိုးပြောတယ်အဲ့လိုမျိုးတို့ဘာမှလည်းပို့ထားတယ်။ညဖခင်အကြောင်းကန်သွားလဲ။ညရရတော့မိသားစုနဲ့ပြောပြောရှင်တော့တာပေါ့။ ဖတ်လို့လည်းပဲသွားချင်းမျိုးသမီးရဲ့အဲ့တိုင်းပဲဒီကိုမိသားစုနဲ့ကိုယောက်ျားနဲ့ကိုသားသမီးနဲ့အဲ့လိုမျိုးလေးပြည့်ပြည့်ရွှင်နေခြင်းကြတယ်ဖြစ်မှာပါတပီးနော်သမီးရကြလဲလိမ်မာသွားမှာပါနော်အခုလည်းလိမ်မာလို့ပေါ့ဆွဲချိုးရလောလောဆယ်ဆွဲချိုးရတာနော်သူအဲ့လိုပြင်ပြန်ပြီးတော့လေဟိုဗာလဲရီမောအောင်အဲ့လိုပေါ့အရင်လဲဟိုဆင်ညင်ဆင်ညင်ဆင်ညင်အဲ့လိုမျိုးလေးလည်းမဖြစ်ရအောင်အဲ့လိုမျိုးလေးပြော့ပြော့ပြပြရတာပေါ့အရင်ကျေးဇူးတင်ပါတယ် အရင်လည်းချစ်စရာကောင်းတယ်လို့အင်းဟာတန်ရုံစင်လေးဖြစ်အချက်ညပြန်တော့ကောင်းပါတယ်ဖုန်းဆက်နော်ဟုတ်နော်ဘိုင်ဘားနေလဲဓာတ်ပုံလေးပို့ပေးတထင်းမိုက်ဖြစ်လဲမမေ့နိုင်အောင်လမ်းဆက်လမ်းဆက်ဓာတ်ပုံလေးပို့ပီတိဖြစ်အောင်မပဲလာလူမနောက်ထပ်ကြောက်အောင်လေမလေးရပါတယ်အဓိကတို့အစီအပြင်ပြီးတာပဲနော်စေပြေပြေရွှင်ရွှင်နဲ့ပုံလေးကြီးရတာပေါ့နော်